တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာမြင့်တန်းရဲ့ပတ်စံရှိတာဘု து အပြစ်လဲဆိုတဲ့ဝတ္ထုတွေကို နားဆင်ရမှာဖြစ်ပါတယ် င်းရွှေပြန်လာတော့တက္ကသိုလ်ရိပ်သာလမ်းထိပ်ကဟွိုက်ဆွမ်မှာစုံကြရအောင်ကွာလို့ပြောတာနဲ့အဲ့ဒီမှာကျွန်တော်တို့စုံပြစ်သွားကြတယ်တင်းရွှေနဲ့ကစုံပြစ်ခဲတယ်စုံပြစ်ခဲတယ်ဆိုရတာက သူကတင်းမောကပတိန်တင်းမောသားတွေခင်မစားခင်ကတည်းကတင်းမောလိုက်သွားတာတင်းမောသားဘဝကိုကြိုက်တဲ့ကောင်အခုတော့လဲမင်းဆွေပြောလို့ရှိတယ်လို့ပြောရရင်တော့ကပတန်ကို ဖြစ်ကြောလို့ပဲပြောရလိမ့်မယ် သူ့မှာအတွေ့အကြုံရောဖြတ်တန်းလာခဲ့တဲ့ကာလာတရားယောဂပြည့်စုံနေပြီ။ရန်ကုန်ပြန်ရောက်ရင်တော့ကျွန်တော်တို့စုံပြည့်အောင်စုံကြတယ်။အဲ့ဒီနေ့ကတော့ကျွန်တော်လဲရန်ကုန်ပြန်ရောက်နေလို့ငိမ့်မောင်နဲ့အတူသွားကြတယ်။မင်းဆွေကတော့နောက်မှလိုက်လာမယ်လို့ပြောတယ်။ထုံးစံတိုင်းပဲ High Swan Hotel ရဲ့ရှေ့ဆုံးကဘေးဘက်အခန်းလေးမှာထိုင်ကြတယ်။ဟိုတယ်ကတက်တော်ရှိစပွဲတူကိုကြည်အေးနဲ့ကိုလှအေးကကျွန်တော်တို့လူတွေ ကျွန်တော်တို့လာရင်အဲ့ဒီအခန်းလေးကိုရအောင်လုပ်ပေးလေရှိတယ်။တင်ရွှေကအရင်ရောက်နှင်နေတယ်။သူတယောက်ထဲစပြီးတောင်တောက်နေပြီ။ကျွန်တော်တို့နှစ်ယောက်ကိုတွေ့တာနဲ့ကုလသမဂ္ဂကြီးရောဘယ်မှာလဲလို့မေးတယ်။ကုလသမဂ္ဂကြီးဆိုတာမင်းဆွေကိုခေါ်တာ။မင်းဆွေကိုအဲ့ဒီနာမည်ပေးထားတာက အောင်မြင့်ကြီး။အောင်မြင့်ရှင်းပြတာတော့ကုလသမဂ္ဂကြီးမှာအမြဲတမ်းပြဿနာတွေရှိတယ်။ အဲ့ဒီပြဿနာတွေကိုရှင်းဖို့ထိုင်ကြရတဲ့အစည်းအဝေးတွေကလည်းအကျိမ့်ကျိမ့်ပဲတဲ့အထွေထွေအတင်းရွေးမှုတွေကလည်းလူသာပြောင်းသွားတယ်လေကတော့တလီသေးပဲကုလသမဂ္ဂကြီးအနေနဲ့တရားဝင်ကန့်ကွက်ပါတယ်တို့ကြင်ညာချက်အမှတ်ဘလောက်အရာမညီလို့သဘောမတူဘူးလို့တွေနဲ့ပဲပြီးသွားတာပဲစစ်ပွဲတွေဖြစ်ပြီးလို့လူတွေတလီကြီးသိပြီးရင်ကုလသမဂ္ဂတက်တွေလွတ်တယ်စစ်မတိုက်ခင်ကုလသမဂ္ဂကဘာမှလုပ်လို့မရဘူးအချိန်တွေသာကြာသွားတယ် ဘာမှကြီးကြီးကျယ်ကျယ်ဖြစ်မလာဘူးလူအခွင့်ရေးချောင်းကလည်းပြောလိုက်ကြရတာအကျဉ်းချင်းတောက်ကြနေတိုင်းစော်ဒီအာရေဗျမှာ လူမြင်ကွင်းနဲ့တရားဝင်ခေါင်းဖြတ်တပွဲလုပ်တာကတော့ဘာမှမဟရဲဘူးမပြောရဲဆို အမေရိကန်ကလက်နဲ့ရောင်းနေရလို့တဲ့အဲ့ဓာရီကို အောင်မြင်ကြီးကဘယ်ကနေဖတ်လာမှန်းလာမှန်းတော့မသိဘူးမင်းဆွေကလည်းမင်းဆွေပဲပြဿနာမျိုးစုံနဲ့သူ့ကိုယ်ပိုင်ပြဿနာတွေတွေမကဘူးသူများပြဿနာလဲဝင်ရှင်းပေးသေးတာ ရှင်းပေးတာလို့စကားအရာ ပြောရပေတဲ့ရှင်းပေးတာလားဝင်ရှုပ်တာလားဆိုတာကတော့မသိကြဘူးသူဝင်လိုက်ရင်ပိုရှုပ်သွားတာများတယ်သူပြက်တနာဆိုတာတွေကလည်းဘယ်တော့မှရှင်းလို့ရမှာမဟုတ်တာတွေဒီတော့အောင်မြင်ပေးထားတဲ့နာမည်တိုင်းကုလသမဂ္ဂကြီးဆိုတာကတော့အတော့ကိုဟုတ်တာကုလသမဂ္ဂကြီးလာလိမ့်မယ်နည်းနည်းနောက်ကြမယ်လို့ပြောတယ်လို့ငိမ့်မောင်ကတင်ရွှေကိုလှမ်းပြောပြီး ဘယ်လူအဖွဲ့အစည်းကဘလို့တွတ်သွင်းထားခဲ့မှန်းမသိတဲ့လူအဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှုအရလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ Sorry ပဲကွာငါလည်းတောက်ချင်စိတ်ရှိလို့ဖောက်တောက်နေမိတယ်။နည်းနည်းရိုင်းနေမလားပဲလို့တင်ရွှေကပြောတယ်။ကျွန်တော်လည်းမနေနိုင်တော့ပြောထည့်လိုက်မိတယ်။မင်းကဝေလမင်းသားတို့အိမ်ရှိဆန်ကိုတော်ကြီးတို့နဲ့အရက်တောက်ကြမှာလို့စိတ်ထဲထင်နေကြလို့လားလို့ပြောလိုက်တော့တင်ရွှေကယီလို့တင်ရွှေကပြန်ပြောတယ်။ ကောင်းတာပေါ့ကွာကုလသမဂ္ဂကြီးနဲ့ခွေးကြိုးတို့အခြေတင်ဖြစ်လာရင်မင်းလဲဒိုင်လူကြီးလောက်ရတာပေါ့လို့ငိမ့်မောင်ကိုအသာပုတ်ရင်းကျွန်တော်ကပြောလိုက်တယ်ငိမ့်မောင်ကတော့ပြုံးနေရင်ခေါင်းခါတယ်မင်းဆွေကအောင်မြင့်ကြီးကို ခွေးကြိုးလို့ခေါ်တယ်ခေါ်ရတာကအောင်မြင့်ကတဏီယာယာမှာဖင်မြဲမြဲနဲ့အလုံမလုံလို့ခွေးသန်းတို့ခွေးကြိုးတို့ဆိုတာကလည်းငိမ့်ငိမ့်မနေဘူးခုံနေရမှာအောင်မြင့်ကဖင်မြဲမြဲနဲ့အလုံမလုံတာကလွဲလို့တော့ ဘာရဲ့လို့အပြစ်ပြောစရာမရှိဘူးအပြစ်ပြောစရာမရှိဘူးဆိုတာကအပြစ်မရှိလို့တော့မဟုတ်ဘူးအပြစ်တွေကမျိုးစုံနေလို့တင်းမောလိုက်ဖူးတယ်ငငယ်ကတင်ရွှေနဲ့တသိန်းမောတဲ့အတူတူလိုက်ဖူးတယ်တင်ရွှေလို့တော့ပင်လေပြောမဟုတ်ဘူးငါကရုပ်ရှင်ထဲမှာဝင်းဦးကရေတဲ့အရာရှိယူနီဖောင်းဝတ်တာကိုသဘောကျပြီးယူနီဖောင်းဝတ်ချင်တာတတ်တတ်ပဲလို့တော့ဝန်ခံမှုတယ်ကျွန်တော်တို့တွေထဲမှာတော့ငိမ့်မောင်ကညဉ့်ညံ့ရည်တမား ဝီစကီကပေးသနာလိုက်တဲ့တကူအာနာကအတိုင်းတာတစ်ခုထိမြင့်တက်လာလို့မင်းဆွေနဲ့အောင်မြင့်တို့အခြေတင်ဖြစ်လာကြတယ်။ဒီလိုဖြစ်လာရင်ငိမ့်မောင်ကပြောလို့ရှိတယ်။မင်းကောင်တွေဒီရွယ်ကခလေးတွေလိုဆဲတဲ့ရွယ်မဟုတ်ဘူး။ထထိုးကြလို့ပြောလို့ရှိတယ်။ဒီလိုကြတော့ငိမ့်သွားကြရော။တင်ရွှေကတော့ကျွန်တော်ပြောပြလိုက်တာကိုသဘောကျလို့လက်ခုပ်တစ်ချက်တီးလိုက်ရင်ဒီကောင်နှကောင်အရင်ကလိုပဲလားလို့မေးတယ်။အသက်ကြီးလာတာကလွဲလို့ ဘာမှတိတ်မပြောင်းလဲပါဘူးလို့ငိမ့်မောင်ကဖြေလိုက်တယ်။အောင်မြင့်ကတော့အရင်ကလိုပါပဲလို့ကျွန်တော်ကပြောတော့ငိမ့်မောင်စီကခစ်ခနဲရီလိုက်တန်ကြားရတယ်။ကျွန်တော်နဲ့တင်ရွှေတို့နှစ်ယောက်စလုံးကသူ့ကိုလှမ်းကြည့်လိုက်မိတယ်။ဒီတော့ငိမ့်မောင်ကမျက်နှာပိုးတက်ပြီးပြောချင်တာကတော့ကွာမင်းဆွေမိမရသွားလို့ငိမ့်သွားမယ်လို့ထင်ကြတာ။အခုတော့လေဒုံရင်းပါပဲဆိုတဲ့သဘောလို့ပြောတယ်။ကျွန်တော်ကတော့ငိမ့်မောင်ကိုနည်းနည်းတွေ့ချင်တာနဲ့ မင်းဆွေမနေ့စဉ်နဲ့မြတော့ကတွေအပုံကြီးပဲငိမ့်မောင်လိုတော့သူများနဲ့ညားသွားတဲ့မိမလှတွေအကြောင်းပူစရာမရှိဘူးလို့ပြောလိုက်တယ်တင်ရွှေကတော့ရည်တယ်အာရပါရကိုရည်တာ သူကလည်းငိမ့်မောင်အကြောင်းတီ Love Byron တို့ Shelley တို့ Kitas တို့မေတ္တာတရားမျိုးကို စွဲလန်းတဲ့ကောင်ပလေတိုနဲ့ချစ်ချင်းဆိုတာမျိုးကိုတာယာတဲ့ကောင် ငငယ်ကလေးကကောင်မလေးတွေကသူ့ကိုသူ့ကို လိုက်ကြိုက်ကြတယ်အခုထိတော့မိမမရသေးဘူးငိမ့်မောင်ကတော့ပြောကြပါကွာဆိုတဲ့မျက်နှာဘေးနဲ့ပြန်ကြည့်တယ်အဲ့ဒီတုန်းကအောင်မြင်ကြီးအခန်းထဲဝင်လာတယ်သူ့နောက်မှာကိုကြီးအေးကဝတ်ဥချောင်းကျော်ပကံကြီးတစ်ချက်ကင်ပြီးဝင်လာတယ်မုံရွာဝတ်ဥတောင်းတွေရလာလို့သွားကြော်ခိုင်းတာလို့ဗဇက်ကပြောရင် တင်းရွှေကိုလက်ဆွဲနှုတ်ဆက်တယ်ပြီးတော့ကျွန်တော်နဲ့ငိမ့်မောင်ကိုနှုတ်ဆက်တယ် နေတော့အစီပိတ်ပြီးသေးမှာပဲလို့ငိမ့်မောင်ပါဇက်ကထွက်လာတယ်။ငိမ့်မောင်ကကျွန်တော်တို့ထဲမှာအစားစင်နေတယ်။ဘာလို့မှန်းတော့မသိဘူး။အတောက်ကိုတော့တိတ်မစင်ခြင်းဘူး။ဈေးကြီးကြီးဗော်ကာတောက်တာ။ဝီစကီတောက်တာဟာဈေးပေါ်ပေါ်ဘီယာတောက်တာတဲ့ကျမ်းမာတယ်လို့လက်ခံထားတဲ့ကောင်။တေကြမှချင်းအတူတူငက်ပြီး အစီ၆ခန်းလို့တေရတာတဲ့စာရင်တော့အစီကလေးနဲ့တေးရတာမကောင်းဘူးလားဟာလို့အောင်မြင့်ကပြန်ဖြေတယ် ငိမ့်မောင်ကတော့ဘာမှပြန်မပြောပဲကျွန်တော်တို့ကိုကြည်ရင်ခေါင်းခါတယ်ပြုံးလိုက်တယ်အဲ့ဒါအောင်မြင်မယ်လို့ပြောကျင်တဲ့သဘောငိမ့်မောင်တပေးမှာဝင်ထိုင်လိုက်ရင်ငိမ့်မောင်ကိုဆုံးမလိုက်သေးတယ်ကျမ်းမအောင်ဆိုပြီးဟင်းသင်းဟင်းရွက်တေးကြီးပဲတိတ်စားမနေနဲ့နွားတွေဟာမျက်စိမ့်စိမ့်ကလေးတွေစားပြီးအစီတက်နေတာကြားတွေဟာအသားစားပြီးကိုရီစစ်နေတာငါလူရဲ့လို့ပြန်ပြောတယ်ငိမ့်မောင်ကတော့ဘာမှမပြောတော့ပဲသူ့ရှေ့ကိုဖန်ခွက်တစ်ခုချပေးလိုက်တယ် နောက်တော့ whisky ပလင်းလှမ်းပေးလိုက်တယ် whisky ပလင်းကိုလှမ်းယူလိုက်ရင် ပလင်းကတစ်စိတ်ကိုကြည့်တယ်ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြန်တယ်ပြီးတော့မှမင်းတို့ဟာက whisky တော့ဟုတ်ပါတယ်နော်လို့မေးရင် ပလင်းဘက်ကိုကြည့်ပြန်တယ်ပလင်းကတစ်စိတ်ကြည့်ရတာကပရင်တာနဲ့ကိုယ့်ဘာသာရိုက်ပြီးကတ်ထားတယ်ထင်လို့လို့ပြောတယ်ဟက်ကောင်မင်းစရာတွေပြောထားတာမမှတ်သေးဘူးလားလို့ငိမ့်မောင်ကပြောရင်ကျွန်တော်ပဲမင်းငေါ်ပြတယ် whisky ဆိုတာအထဲကအရေကိုတောက်ရတာ အရသာကအထဲကလာတာပလင်းအပတ်ကလာတာမဟုတ်ဘူးဆိုတာပြောရင်ငိမ့်မောင်ကရှိတယ်အဲ့ဒီတော့မင်းဆွေဝင်လာတယ်ထုံးစံတိုင်းသူ့လက်ထဲမှာပတ်စံထည့်တဲ့အိတ်အမဲကလေးနဲ့အောင်မြင့်ကိုလှမ်းကြည့်လိုက်ရင်တေချင်းလို့ရှိရင်ငါမလာပါဘူးလို့ပြောပြီးအနည်းဆုံးခုံလွတ်မှဝင်ထိုင်လိုက်တယ်မင်းပြန်ရင်ရင်အခုလဲပြန်လို့ရတာပဲလို့အောင်မြင့်ကပြန်ပြောတော့မင်းဆွေကတခုခုပြန်ပြောတော့မလို့ပဲ ဒါပေမဲ့အောင်မြင့်ကပဲလက်တားပြလိုက်ရင်ငါတို့ကမင်းလိုအချိန်ရှိတိုင်းစက္ကန့်တိုင်းမိနစ်တိုင်းပတ်စံရဖို့တွေးနေကြတာမဟုတ်တော့အခုလိုတငယ်ချင်းတွေစုံရတာကလေးကိုတန်ဖိုးထားတတ်တယ်။မင်းတို့ကတော့တို့နဲ့အချိန်လာဖြုံးတဲ့အတွက်တိမ်မောင်းများစွာနစ်နာသွားနိုင်တယ်။ဒီတော့သွားမင်းလက်ထဲကပတ်စံအိတ်ကြီးသာချထားခဲ့လို့ဆက်ပြောတယ်။ကျွန်တော်တို့ကတော့ပြုံးမိကြတယ်။မင်းဆွေကတော့ရီရမလို့ငိုရမလို့ပဲ။ အောင်မြင့်ကိုလှမ်းကြည့်လိုက်ရင်တေချင်းစိုးလို့ထပ်ပြောလိုက်ပြန်တယ်။ကျွန်တော်ကဝီစကီပလင်းနဲ့ဖန်ခွက်အလွတ်တစ်ခုကိုသူ့ဘက်တိုးပေးလိုက်တယ်။မင်းဆွေကဝီစကီပလင်းကိုခဏကြာအောင်စိုက်ကြည့်နေပြီးငါ့ကိုဘီယာကလေးတစ်လုံးလောက်မှားပေးစမ်းပါလို့ပြောတယ်။စပွဲတို့ကိုလာအေးကမှားထားတဲ့အစာတချို့ယူလာတယ်။မင်းဆွေကပဲကိုလာအေးကိုဘီယာတစ်လုံးမှားလိုက်တယ်။ဒီတော့လေအောင်မြင့်အတွက်ပြောစရာဖြစ်သွားတယ်။ကနိုင်နေတောသားတို့အားမြည်တို့ပင်အဟောစကားရှိထားစေကမူ။ သင်းတို့ဤဒလိဇရိုက်ကိုကမပြောင်းနိုင်ကြီးလို့ဖုန်းကြီးတွေတရားဟောတဲ့လေမျိုးနဲ့ပြောနေလို့ကျွန်တော်တို့ကတော့ရီမိတယ်။မင်းဆွေကလည်းရီတော့ရီတယ်။ငါဟော်ရီရှေကဝီစကီပလင်းနဲ့ပိတ်ပေါက်လိုက်ရလို့ချိမ့်ချောက်တယ်။ငိမ့်မောင်ကကြားထဲကနေပြီးမလုံနဲ့ဟာမင်းအိမ်ဆောက်တာ၃နှစ်ပဲကြာတယ်။ဝီစကီတစ်လုံးဖြစ်ဖို့က၁၈နှစ်ကြာတယ်။အချိန်ကိုတန်ဖိုးထားရမယ်လို့ဝင်းပြောလိုက်တယ်။မင်းဆွေကရီလိုက်ရင် ဝီစကီဘလင်းကိုကောက်ကင်ပြီးတစ်စိတ်ကိုအသေးချာဖတ်ကြည့်နေတယ်။ပြီးမှမင်းတို့ဟာကဝီစကီတော့ဟုတ်တယ်မဟုတ်လားလို့မေးပြန်တယ်။တင်ရွှေကနေနိုင်မုံမရဘူး။မင်းတို့နှကောင်အတူတူပဲတက်လီတဲ့ပဲလို့ဝင်ပြောပြီးရှိတယ်။မင်းမှတ်ထားဝီစကီဆိုတာအထဲကရေကိုတောက်ရတာပလင်းဘက်ကိုတောက်တာမဟုတ်ဘူး။မင်းမကြားဘူးဘူးလားလို့အောင်မြင့်ကဝင်ပြောတယ်။မင်းဆွေကခေါင်းခါပြတယ်။မင်းကိုဘသူကပြောသလဲလို့မကျေနပ်တမ်းနဲ့မေးတယ်။ အောင်မြင့်ကကျွန်တော်နဲ့တင်ရွှေတို့ဘက်ကိုမင်းငော်ပြလိုက်ရင် PhDN Whiskey Racy ကကြားတာလို့ပြန်ဖြေတော့မင်းဆွေကကျွန်တော်တို့ကိုလှဲ့ကြည့်တယ်ဒီလိုဆိုရင်တော့လည်းအချိန်ကုန်ခံပြီးညင်းမနေတော့ဘူးလို့ပြောတယ်နောက်တော့ဘီယာရောက်လာတာနဲ့မင်းဆွေကဘီယာတောက်တယ်ကျွန်တော်တို့ပြောကြတာကတော့အဆုံပဲသူတို့သုံးယောက်စီကကိုပြီးကိုရွာအကြောင်းကြားရတယ်သူတို့ကတော့လေအရက်တစ်ပါးကအကြောင်းကျွန်တော်တို့စီကကြားကြရတယ်ထင်တယ် အကွက်ရတာနဲ့အောင်မြင့်ကြီးကမင်းဆွေကိုတည်တတ်တယ်။စားနေတောင်းနေရင်းနဲ့မင်းဆွေစီတယ်လီဖုန်းလာတယ်။အဲ့ဒီတုန်းကခီးဆောင်ဖုန်းဆိုတာတော်တော်များများစပြီးသုံးလာကြပြီတဲ့လူတိုင်းလူလူမကင်နိုင်ကြသေးဘူး။မင်းဆွေကတယ်လီဖုန်းဖြည့်ပြီးပြောစရာရှိတာပြောပြီးလို့တယ်လီဖုန်းကိုလည်းပိတ်ရော အောင်မြင့်ကရှိတော်တာပဲ။ခရိယန်ចောင်းထွက်တယ်ဆိုပေတဲ့တို့ကစိန်ចောင်းထွက်မင်းကဖာသာဘာဘာညာညာចောင်းထွက် ဒီတော့လဲငါတို့ကနားလဲပါတယ်တိုင်းကြီးပြည်ကြီးသားဆိုတာဘလို့ပြုမှုရှိတယ်ဆိုတာကိုမင်းနားမလဲတာကိုခွင့်လွတ်ပါတယ်လို့ပြောရောမင်းဆွေကတော့တေးချင်းစိုးလာပြန်ပြီလားလို့ပြောလိုက်ပေတဲ့ဆက်မပြောဘူးပြောလိုက်ရင်ဒီတဲ့နာမယ်ဆိုတာသူသိတယ်အားလုံးကိုလှည့်ကြည့်လိုက်ရင် sorry ကွာလို့ပြောတယ်ဒီလိုလေမျိုးလောက်နဲ့တော့အောင်မြင့်ကိုဘလို့တားလို့ရမှာလဲ ပတ်စံရှာတယ်ဆိုတာကအချိန်မရွေးအခါမရွေးရှာလို့ရတယ်ဆိုတာငါတို့နားလည်ပါတယ်။ဒါပေမဲ့လူထူထူကြကမှခီးတောင်ဖုံးထုတ်ပြီးဟန်ရေးပြရမယ်ရဲ့လို့မင်းတို့ကိုးကွယ်တဲ့ဝယ်ရင်ဘက်ဖက်ကမှားထားသလားလို့မေးပါလေရော။မင်းဆွေကပြုံးပြီးခေါင်းခါတယ်။နောက်တော့ပြောတယ်။ဒီနိုင်ငံမှာဝယ်ရင်ဘက်ဖက်ပြောတယ်လို့လှုပ်လို့မချမ်းသာဘူး။ချမ်းသာတယ်လို့ပြောတဲ့ကောင်တွေကဝယ်ရင်ဘက်ဖက်ကြောင့်မဟုတ်ဘူး။ အဆက်အွယ်ကောင်းလို့စစ်ဘိုလ်ရီနဲ့လုံနိုင်လို့ကိုကမလုံတော့ကိုမိမကလုံတတ်လို့အဆက်အွယ်မရှိပဲဒီမှာဘာမှလုံလို့မရဘူးဒီပြင်တို့အကျိုးစီးပွားမပါပဲဘာမှလုံလို့မရဘူးဒီတော့ဒီမှာစီးပွားရေးလုပ်တယ်ဆိုတာကို့အတွက်ကြီးပဲမဟုတ်ဘူးတို့အတွက်လည်းလုပ်ပေးရသေးတယ်တို့မှာကပိုပြီးအချိန်မရှိအခါမရှိဖြစ်သေးတယ်တက်နိုင်ရင်ဝယ်ရင်ဘက်ဖက်ကြောင်းလို့ဆိုတဲ့ငနေတွေသွားခေါ်ခဲ့ဒင်းတို့ဘယ်လိုလုပ်ချမ်းသာတယ်ဆိုတာငါပြောပြမယ် ဘဲကပတ်စံနဲ့ဘဲဟိုတယ်စောက်တယ်ဘသူ့ကိုကန်ထရိုက်ပေးမယ်ဆိုပြီးဘလို့တုတ်ပြေးတယ်ဆိုတာကအစငါပြောပြမယ်မင်းကပြောမယ်ဒီလိုဖြင့်ဖွင့်ပြောလိုက်ပါလားတိုင်းပြည်လုံးသိရအောင်ရေလို့ဒီလိုတော့လုံးလုံးမဖြစ်ဘူးမဖြစ်ဆိုအားလုံးကညှိနေတယ်တစဆွဲထုတ်ရင်အကုန်လုံးပေါ်လာမှာပဲဒါမျိုးတွေလုတ်ရမှာဟိုကောင်လိုအကောင်မျိုးတွေလို့ပြောရင်ဘီယာကွက်ကင်တဲ့လက်နဲ့ကျွန်တော်နဲ့တင်ရွှေထိုင်နေတဲ့ဘက်ကိုပြတယ်ဟဲ့ကောင်မင်းဆွေ ငါလုတ်ကသင်းမောကိုတောင်းမတင်အောင် ပင်လေတဲ့နှစ်မသွားအောင်မောင်းယုံမယ်မင်းပြောတာတွေငါတိလဲမသိဘူးတိအောင်လဲမစူးစားဘူးလို့တင်ရွှေကပြောရင်ဝီစကီပလင်းကိုယူပြီးသူ့ဖန်ကွက်ကျွန်တော်ဖန်ကွက်ထဲဖြည့်တယ်ပြဒနာကကျွန်တော်ဘက်စီရောက်လာတယ်မင်းဆွေလို့ခေါ်လိုက်ရင်ငါလဲငါထမင်းငါရှာစားရတာတို့မှလိုအပ်တဲ့ကိုကျင့်တရားတွေရှိတယ်ပြီးတော့တိတဲ့အတိုင်းလျှောက်ပြောရင်အခုလောက်ထိအသက်ရှင်နေမှရှင်နေတော့မှလို့ကျွန်တော်ကရှင်းပြလိုက်ရတယ် ကြားပြီမဟုတ်လားလို့ဆိုရင် အောင်မြင့်ကဝင်ပြောတယ်။စိတ်เจ้าကထွက်တဲ့ကောင်းတွေမှာကိုကျင့်တရားရာထိမ့်သိမ့်ရတယ်ဆိုတာကိုကတီးပြီးသားငှလူရဲ့တဲ့။ဟက်ကောင်တိတ်တိတ်နေစမ်းလူကြီးတွေစကားပြောနေတာစိတ်ပွဲစားတွေကြဖနက်တဲကဝင်းမရှုပ်စမ်းတယ်လို့မင်းဆွေကလှမ်းဟောက်လိုက်တယ်။ပြီးတော့မှငါငငယ်လေးကပတ်စံလူကျင်တယ်ရှိကျင်တယ်။ဒီတော့ပတ်စံရှိအောင်လှုပ်တာဟာပြစ်မှုတစ်ခုမဟုတ်ဘူးလို့ငါထင်တယ်လို့ပြောပြန်တယ်။ တောက်လျှောက်ငြိမ်နေတဲ့ငိမ့်မောင်က ဝင်ပြောတယ်။ပတ်စံရှိအောင်လှုပ်တာဟာပြစ်မှုတစ်ခုတော့မဟုတ်ဘူးဆိုတာကဘလို့လှုပ်တယ်လဲဆိုတာပေါ်တီလိုက်မယ်တဲ့။မဟုတ်သေးဘူးငိမ့်မောင်လို့ပြောရင်မင်းစေက ပြန်ရှင်းတယ်။ပတ်စံလူချင်းရင်ပတ်စံရအောင်တော့လှုပ်ရမှာပဲတဲ့။ကျွန်တော်ကတော့ကြားလိုက်ချင်းတယ်။မင်းစွေနဲ့အောင်မြင့်ကအမနာပပြောနေကြ။မင်းစွေနဲ့ငိမ့်မောင်ကြားမှာလဲအာနာနေစရာမရှိဘူး။ ဒါပေမဲ့ငိမ့်မောင်ကတချို့နေရာတွေမှာတိတ်ပြီးအထိမခံဖြစ်တတ်တယ်။သူကသူ့ပုံစံကို သူ့ principle ကို ထိနေလူမျိုး။ဒါကြောင့်မင်းဆွေပြောချင်တာကတိန်ရှိုပင်ပြောသလိုပဲလို့ငါထင်တယ်လို့ကျွန်တော်ကဖြတ်ပြောလိုက်တယ်။တိန်ကကြောင်းဖြူရာနဲ့တာရေးမကြည့်ဘူး။ကြွက်ဖန်းနိုင်တာက ရေးကြည့်တယ်ဆိုတာမျိုးပဲလို့ပြောလိုက်တော့ငိမ့်မောင်ကပြုံးတယ်။မင်းက godfather တွေလောက်တာမျိုးကိုတရားတယ်လို့ဆိုချင်တာလားလို့အောင်မြင့်ကစောရကတက်ပြန်တယ်။ တရားတယ်မတရားဘူးဆိုတာကတော့ငါအဆုံးဖြတ်မပေးနိုင်ဘူးအရင်ရှင်စနစ်ရဲ့လက်အောက်မှာဈေးကွက်အပြိုင်ရှိနေတာဈေးကွက်ချက်တွင်တိမ့်ပိုက်တာတွေဟာတရားတယ်အပြုမှုတွေပဲရှိနေတာဟာတရားတယ်လို့ပြောခြင်းတယ်လုံနည်းကိုပြောတာမဟုတ်ဘူးလို့ကျွန်တော်ကရှင်းပြလိုက်မိတယ်အခုလူတွေကြွေးကြော်နေကြတဲ့ဒီမိုကရေစီဆိုတာနဲ့လူအခွင့်အရေးဆိုတာရဲ့အကြမ်းမှာရှင်းမရတဲ့အရင်ရှင်စနစ်ရဲ့အပြုမှုတစ်ခုပဲတနည်းပြောရရင်တော့ နိုင်နာဟာတရားတယ်ဆိုတဲ့အမြင်စီပြန်သွားတာပဲဒီမိုကရေစီစနစ်ဆိုတာဟာအနာရှင်စနစ်တမျိုးပဲလို့တချို့ကပြောကြတယ်လို့ထပ်ပြောလိုက်ရင် မဟုတ်ဘူးလားလို့ငိမ့်မောင်စီကစစ်ကူတောင်းလိုက်ရတယ်ငိမ့်မောင်စီက ထောက်ခံစာထွက်မလာပဲငါကရှိတာကလေးကိုဟိုထဲ့ဒီထဲ့ထဲ့ပြီးအဲ့ဒီကရတာကလေးနဲ့စားနေတာမင်းဆွေလိုပတ်စံရတဲ့ရအောင်အတင်းပတ်စံနောက်လိုက်နေတာမဟုတ်ဘူးလို့စင်ကြီးကိုလမ်းပြောင်းလိုက်တယ်အောင်မြင့်ကိုကြည့်လိုက်ရင် ငါတို့ကယင်းဒီမြုံနှံစားတာ investor ပေါ့ကွာသူ့လိုပတ်စံဘလို့ရရရအောင်လုပ်ရမယ်လို့စီးပွားရေးသမား business people မျိုးမဟုတ်ဘူးလို့ပြောရင် မင်းဆွေကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်ကတင်ရွှေကိုလှည့်ကြည့်မှာသူကကျွန်တော်ကိုကြည်ဒါနဲ့တိုးတော့တင်ရွှေက မျက်ခုံးပင့်ပြတယ်မင်းဆွေကတော့စင်ကြီးတွေပေးနေပြန်တယ်မင်းဆွေကလည်းမင်းဆွေပဲပတ်စံရဖို့ကိစ္စကသူ့မှာတိတ်ရေးကြည့်တာ မိမရသွားလို့ပတ်စံနောက်လိုက်တဲ့ကိစ္စငြိမ်သွားမလားလို့တွေးကြည့်မိဘူးတယ်ငြိမ်မသွားတဲ့ပြင် တိုးလာသေးတယ်ကျွန်တော်လဲအောင်မြင့်တဲ့ငြိမ်မောင်ဖန်ကွက်ထဲဝီစကီထပ်ဖြည့်ပေးရင်နည်းနည်းလျှော့ဖို့အตาမျက်စီမှိတ်ပြလိုက်တယ်တင်ရွှေကတော့မင်းဆွေတောက်ဖို့ဆိုတာများများနဲ့ဝီစကီဆက်ပေးနေတယ်မင်းဆွေကတော့အတော့ကိုပြော့လာတဲ့လေတံနဲ့ပြောတယ်မင်းတို့ပြောလဲပြောစရာပဲငါ့ဘဝတစ်ခုလုံးဟာပတ်စံကုန်နေရတာနဲ့အချင်းကုန်နေတာပဲ နေ့တိုင်းဟာနောက်တစ်နေ့အတွက်ပူပင်နေရတာပဲမတိသေးတာတစ်ခုအတွက်ပူနေသလိုပဲအသက်ရှင်နေရတာဟာပတ်စံရှာဖို့တက်တက်ဆိုရင်တော့ဘာဖြစ်လို့အသက်ရှင်နေရတော့မှလဲလို့ပြောတယ်သူစကားဆုံးတာနဲ့အောင်မြင့်ကတက်တော်မတိလိုက်နဲ့ကွာမင်းမိမ့်မှလည်းကြီးပြီစောင့်ရှောက်မဲ့လူမရှိဘူးခက်ငယ်ငယ်မင်းရဲ့ဟိုသင်းဒီသင်းကလေးတွေဆိုရင်တော့လေငါတို့စောင့်ရှောက်ပါမယ်လို့ပြောတယ်တေးချင်းစိုးလာပြန်ပြီလို့မင်းဆွေကအောင်မြင့်ကို ဆဲတော်မယ်မျက်နှာနဲ့ပြောလိုက်တယ်။တခုတော့ရှိတယ်ကွာလို့တင်ရွှေကဝင်ပြောတယ်။ငါမှတော့ကြိုတင်ပြီးပူလို့မရတာကများ။တင်ရွှေကစကားလမ်းကြောင်းမှုစူးစမ်းလိုက်တယ်ဆိုတာကျွန်တော်ရိပ်မိလိုက်တယ်။ငါဥလာတဲ့တင်မောဟာကဘာကြီးရဲ့တစ်ဖက်ကစိတ်ကန်းကိုရောက်ဖို့ကစူးစမ်းနေရတဲ့ရောက်အောင်လုပ်ရတာကငါအလုပ်ပဲ။စိတ်ကန်းတစ်ခုကနေစိတ်ကန်းတစ်ခုကိုရောက်ဖို့ကငါအလုပ်။တစ်ခုခုကိုတွေးပြီးပူနေမယ်ဆိုရင်တော့လေ ငါသင်းမောဟာဘဲမှရောက်မှာမဟုတ်တော့ဘူးလို့တင်ရွှေကပြောတယ်။မင်းဆွေကတော့သဘောပေါက်မပေါက်ကျွန်တော်မပြောတတ်ဘူး။ကျွန်တော်အတွင်းနဲ့ကျွန်တော်ကတော့အတော့ကိုသဘောကျစရာတစ်ခုပဲလို့မြင်တယ်။ငိမ့်မောင်တို့ကလည်းခေါင်းတညိမ့်ညိမ့်နေ။အတော့ကလေးကြာအောင်ငိမ့်သွားကြတယ်။ဟိုတယ်ကကိုကြီးအေးဝင်လာပြီးဆရာတို့ဘာယူကြအောင်မလဲ။မိဖို့ကန်ပိတ်တော့မယ်လို့ပြောတာနဲ့နာယီကြည့်လိုက်တော့ကိုးနာယီခွဲနေပြီ။အပြင်ဘက်မှာလည်းကားတွေမရှိသလောက်ပဲ။ မင်းဆွေကားနဲ့အောင်မြင်ကြီးကားရဲ့တခြားကားတစ်စီးနှစ်စီးပဲရှိတော့တယ်ကျွန်တော်တို့လည်းပြန်ညဖို့ကားရှိရာကိုဆင်းလာတယ်ကားနားမှာရက်ပြီးစကားပြောဖြစ်တယ်အဲ့ဒီတော့မင်းဆွေတယ်လီဖုန်းကမြည်လာပြန်တယ်မင်းဆွေကအိတ်ထဲကထုတ်လိုက်တော့အောင်မြင့်ကဟဲ့ကောင်မဖြေနဲ့လို့ဖြေတယ်။ဘာလို့တော့လို့မင်းဆွေကမေးတယ်။မင်းမိမလည်းမင်းကိုဖုန်းမဆက်ဘူး။မင်းရဲ့ဟိုရင်းဒီရင်းကလေးတွေကလည်းဆက်မှာမဟုတ်ဘူး။မင်းရဲ့ပတ်စံကိစ္စတွေပဲနေမှာ။ တဆန်ကိစ္စတွေမင်းရဲ့တောကတွေလျှော့ဖို့အဲ့ဒီဟာကလေးကစပြီးလျှော့ရမှာပဲလို့အောင်မြင့်ကပြောတယ်။မင်းဆွေလဲတယ်လီဖုန်းကိုမဖြေတော့ဘူး။ကျွန်တော်တို့တောင်အတော်အံ့ဩသွားမိကြတယ်။အောင်မြင့်ပြောတာကိုမင်းဆွေ လက်ခံတာဒီတစ်ခါပဲရှိသေးတယ်။တင်ရွှေက အောင်မြင့်ကားနဲ့ပြန်မာမှု ကားပေါ်တက်ထိုင်တော့မင်းဆွေကလည်းကားပေါ်တက်မယ်လို့ပြင်တယ်။အဲ့ဒီတုန်းမှအောင်မြင့်ကထက်ပြောတယ်။ဒီမာများတက်တည်မဲ့စဉ်းစားရင်ငါပြောတာကလေးမမေ့နဲ့နော်။ ငါတို့စောက်ရှောက်ထားမယ်လို့နောက်တယ်။မင်းဆွေကတော့တေးချင်းစိုးလို့ပဲတခွန်းပြန်ပြောတယ်။အောင်မြင့်ကြီးကားနဲ့ကျွန်တော်တို့သုံးယောက်ပြန်လာကြတယ်။ကားထဲမှာမင်းဆွေကြောင်းမယ်ပြောပြသွားကြတယ်။ကျွန်တော်ကပဲအောင်မြင့်ကို ပြောလိုက်မိတယ်။မင်းဟိုကောင်ကိုတိတ်တော်လဲမပြောပါနဲ့ကွာ။သူကြီးသည်မကိုတိတ်ကြီးကျယ်တယ်ထင်တတ်ကြတယ်။အောင်မြင့်ကလည်းဝန်ခံတယ်။ငါကလည်းသူနဲ့တွေးရင်တိတ်ဆကျင်တာ။သူကအခုထိလူကြီးတိတ်မဆန်ကျင်သေးဘူးတဲ့။ ါတော့လဲဟုတ်တယ်လို့ပြောရမှာအဲ့ဒီတော့ငိမ့်မောင်ကစဉ်းစားစရာစကားတခုပြောတယ်မင်းဆွေပြောတာတွေပြန်စဉ်းစားကြည့်ရင်ပတ်စံရှိတာအပြစ်တခုလားအပြစ်တခုဆိုရင်တော့ဘု து ကြောင့်လဲဘာကြောင့်လဲဆိုတာပဲတဲ့ငါတော့အဲ့ဒီလောက်ထိအကုန်မစဉ်းစားကြည့်ဘူးလို့အောင်မြင့်ကပြောတယ်ငါကတော့စဉ်းစားကြည့်မိတယ်လို့ကျွန်တော်ကပြောလိုက်မိတယ်ဘလို့လဲလို့ငိမ့်မောင်ကမေးတယ်ငါအမြင်ကတော့ပတ်စံရှိတာဟာပြစ်မှုတခုလို့ပြောမယ်ဆိုရင်အဲ့ဒီပြစ်မှုဟာပတ်စံရှိခြင်းပဲ။ သက်ဆန်ရှိခြင်းဆိုတာကိုဘယ်လိုလက်ခံတယ်လဲဆိုတာပဲလူတွေရဲ့တိမှုအပိုင်းထဲမှာဘယ်လိုလက်ခံထားတယ်ဆိုတာပဲကျွန်တော်ပြောနေတော့အောင်မြင့်ကဖြတ်ပြောတယ်ငိမ့်မောင်ငါကားရက်ခိုင်းလိုက်မယ်ဒီကောက်ကိုကားပေါ်ကကန်ချလိုက်စမ်းဘယ်နဲ့လူတွေကသက်ဆန်ရှိတာကိုဘယ်လိုလက်ခံတယ်လဲတဲ့ကြံကြီးစီရကွာသက်ဆန်ရှိရင်အကုန်လုံးလို့ဖြစ်တယ်ဆိုတဲ့အရက်မှာသက်ဆန်ရှိတာကိုလူတွေရဲ့တိမှုထဲမှာဘယ်လိုလက်ခံတယ်လဲဟုတ်လား လူတွေကောင်းထဲမှာပတ်စံရှိတယ်ဆိုတာပတ်စံရှိတာပဲငိမ့်မောင်ဒီကောင်ရဲ့တင်ရွှေရဲ့ဒီကိုမကြခဏမလာစီနဲ့ငါတို့ရဲ့အင်မတန်ယိုးသားတဲ့အင်မတန်နူးညံ့တိမ်မွေ့နေတဲ့အုံနောက်တွေပြက်ကုန်မယ်တဲ့ကျွန်တော်လဲစကားမဆက်ရတော့ဘူးလမ်းခုလက်မှာကားရပြီးကန်ချထားခဲ့ရင်ဟိုတယ်ကိုလမ်းလျှောက်ပြန်နေရမယ်မောင်ကြီးမဲကြီးတဲ့မောင်ထဲမှာတဆေဆိုတာရှိတတ်တယ်တဆေဆိုတာဘလို့မှန်းတော့မသိပါဘူးလူဆိုတာကမြင်ရတယ် ရင်ဆိုင်ရမယ်ဆိုရင်ရင်ဆိုင်ရဲတယ်တဆေးဆိုတာကဘလို့မှန်းလည်းမသိဘဲကလာမှန်းမသိနဲ့ဆိုတော့ဘလို့ရင်ဆိုင်ရမယ်မှန်းမသိဘူးရှိမရှိမသိတာတခုကိုရင်ဆိုင်မှုကတော့အတော့ကိုမလွယ်တဲ့ကိစ္စဒါပေမဲ့လည်းမှောင်ထဲမှာလမ်းလျှောက်ပြန်ရမယ်ဆိုရင်တော့လေလျှောက်ပြန်ရမှာပဲဘဝမှာမရွေးချယ်ဘူးဆိုတာကရွေးချယ်တာတခုပဲမဟုတ်လားနှင်းစီဖြူမဂ္ဂဇင်းမတ်လာ2019ခုနှစ်